မြန်မာပြည်ရဲ့ဖက်ရှင်ရှိုးပွဲမှာနိုင်ငံတကာအမှုပညာရှင်တွေလာရောက်ဖျော်ဖြေတင်ဆက်တဲ့ဆိုတဲ့ပုံရိပ်ဟာပွင့်လင်းလွတ်လပ်လာတဲ့ချင်းနေခုကိုလည်းထင်ဟပ်စေပါတယ်ဖက်ရှင်နဲ့မျိုးစစ်ကိုတည်တည်တတ်တတ်စီစဉ်ထားတဲ့ဒီပွဲကြီးဟာမြန်မာပြည်သက်တွေကိုကြည်နက်အားရစေမှာကတော့ဒေချာပါတယ်ရန်ကုန်ရန်ရီရုပ်ရှင်ဇာတ်ကားအတွက်ဇဝင်ကန်ရိုက်ကူးဖို့စီစဉ်ရာကနေ မထင်မှတ်ဖက်ခုလိုပွဲကြီးစဉ်စဉ်ဖြစ်သွားတဲ့အကြောင်းကိုဂျော်မရွန်ကခုလိုပြောပြပါတယ်ကျွန်တော်အဓိကတော့ကျွန်တော်ရန်ကုန် runway ရိုက်နေတယ်နောက်ဆုံးဇဝင်အခန်းတစ်ခုလည်းဖြစ်တာပေါ့နော်ဒီ runway runway အခန်းကိုရိုက်မယ်ဆိုပြီးတော့ရည်စူးပြီးတော့ကျွန်တော်လုပ်ခဲ့တာပဲလေလုံရင်ဖြူရင်နဲ့အခြေအနေမျိုးကြောင့်တော့ရောက်သွားတယ်အဲ့မှာမှအာကျွန်တော် okay ရန်ကုန်ရန်ကုန်စီရင်ပဲဆောက်ပြီးရိုက်မယ်ဆိုရင်လည်းနိုင်ငံခြားဆိုတော့တရားရောက်ကိုကျွန်တော်တို့ကဟိုဖိတ်လိုက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဖိရင်ပြင်နေတဲ့ဒီအချိန်ရောက်လာပြီးလုပ်ဖြစ်သွားတာပါဟုတ်ကဲ့ ဒီ show ဘက်ကနေရလာတဲ့ကျိုးမြတ်တွေကိုရေမေးပြန်လဲထူထောင်ရေးလုပ်ငန်းတွေမှာလူရန်ထားဖို့ကိုလည်းရည်ထားတာဖြစ်ပါတယ် Living Sound Entertainment ကစီစဉ်တဲ့ Fashion and Music ပွဲကြီးမှာနိုင်ငံတကာအဆိုတော်တွေဖြစ်တဲ့ Shawn Kingston, Samely, Japan နိုင်ငံကယာနာကီကူတို့နဲ့အတူစန်နီမြင့်လင်နဲ့မိုးနှုတ်ကပါဝင်ဖြော်ပြကြမှာဖြစ်ပြီးတော့ကအလှတွေနဲ့ Fashion Show အစီအစဉ်တွေလည်းပါဝင်မှာဖြစ်ပါတယ် ဒီဘက်လာကြည့်မဲ့သူတွေအားလုံးကတော့ဘာပဲပြောညီမတင်တယ်တက်မှာပါဘာလို့ဆိုတော့ shocking sun ရောပြီးတော့ sammy ရောပြီးတော့အာကျွန်တဲ့အမှုပြရှင်လက်ပါသေးပြီးတော့ fashion show လက်ပါတယ်အဲ့ပြီးတော့ညီမကိုယ်တိုင်လည်းညီမပြည်သက်တွေပေါ့နော်လာမဲ့သူတွေအားလုံး invite အားလိုက်ဖြောက်ပြီးမှာဆွဲကြမလို့ပါဝင်စေချင်ပါတယ်အားလုံးလာခဲ့ပြီးကြပါလို့ပြီးတော့ညီမ October 20ဆိုလို့ရှိရင်ညီမရဲ့ album အသစ်ဖြစ်တဲ့ automatic ဆိုထွက်လာပါမယ်အဲ့တော့အဲ့ဒါလေးကိုလည်းအားလုံးစောင့်မျှော်ပြီးတော့အားပေးကြပါဦးညီမတချင်နေအများကြီးကြီးထားပါတယ်လို့ fashion show အစီအစဉ်တွေ တန်းသာအကအလှတွေနဲ့ထူးထူးခြားခြားတင်ဆက်မယ်ရန်ကုန် Runway Fashion Music Festival ပွဲလက်မှတ်တွေကိုတော့2000 4000 9000နဲ့ VIP Package ကိုတော့3000ဖြစ်သတ်မှတ်ထားပါတယ်